ဣသရေလဝန်ကြီးချုပ်ဘင်ဇမင်နေတရာဟုကသဘောတူညီချက်မှတ်သမျှတွင်အီရန်ရဲ့နျူကလ িয়ার စီစဉ်ကိုအလုံးစုံဖျက်သိမ်းပြည်ရေးနဲ့အီရန်ရဲ့ပယ်ထိန်ဒုံးကျည်စွမ်းရည်များကိုထည့်သွင်းရေးအတွက်တောင်းဆိုခဲ့ပြီးတဲ့နောက်ဣသရေလဝန်ကြီးချုပ်ဟာဇနီးမှုများတွင်အမေရိကန်မူဝါဒကိုစီကဲချက်များချမှတ်ပေးနေရလို့ AP 28ရက်နေ့တွင်အီရန်ကဆွဆွဲပြောကြားခဲ့ပါသည်အာဒီဇာကောင်းတာကတော့တမရထရန်နဲ့အီရန်တို့ရဲ့တဒမန်ရှေးမှာဒီတန်ရာဟုကထရက်လုံနိုင်တာမလုံနိုင်တာတို့ကိုမျက်နှာပြောင်တိုက်ပြီး အခုသတ်မှတ်ချက်တွေချပေးနေတာပဲဖြစ်ပါတယ်လို့အီရန်နိုင်ငံသားဝန်ကြီးအဘတ်အာရချီက ACE မှာဖော်ပြခဲ့ပါတယ်။ April 29ရက်မှာနေတရာဟုကအီရန်အမေရိကန်သဘောတူစာချုပ်မှတ်သားများတွင်နျူကလ িয়ার လက်နက်များအတွက်အီရန်ရဲ့ယူရေနီယံတန့်စင်မှုစွမ်းရည်ကိုဖယ်ရှားပြရန်နဲ့ပေထိန်တုံးချီတာစီရေးတွင်အီရန်ကိုထယ်သွင်းရန်တို့ပါဝင်မဲ့သဘောတူစာချုပ်ဖိအားလိမ့်မယ်လို့ပြောကြားခဲ့ပါတယ်။ ်အီရန်နဲ့အမေရိကန်ကိုယ်စားလှယ်များကအီရန်ရဲ့နျူကလ িয়ার စီစဉ်နဲ့ပတ်သက်ပြီးတတိယကြော့ဆွေးနွေးပွဲအတွက်အိုမန်နိုင်ငံမှာတွေ့ဆုံခဲ့ပြီးတဲ့နောက်တရက်ကြာမှာနေတရာဟူရဲ့မှတ်ချက်များထွက်ပေါ်လာခြင်းဖြစ်ပါသည်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကမက်စလာထဲမှာအီရန်ဥရှောင်းအယာတိုလာအလီခါမီနီထံစတဲ့ဆောင်ပို့ခဲ့ပြီးအဆိုပါစာရဲမှာဆွေးနွေးမှုများလှုပ်ဆောင်ရန်တိုက်တွန်းထားကာ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကမက်လာထဲမှာအီရန်အုပ်ရှောင်းအယာတိုလာအီခါမီနီထံစစ်တပ်ဆောင်ပို့ခဲ့ပြီးအဆိုပါစာထဲမှာစစ်ရေးမှုများလှုပ်ဆောင်ရန်တိုက်တွန်းထားကအီရန်ကငြင်းဆန်မယ်ဆိုပါကစစ်ရေးအရာအေးဝယ်ရှိရလို့သတိပေးထားပါတယ်။ထရန့်ကဇန်နဝါရီမှာဒုတိယတဒံစတင်ထမ်းဆောင်မိကတဲ့ကအမြင့်ဆုံးဖိအားပေးရေးပေးဆိုမှုစစ်စင်ရေးကိုပြန်လည်တုံ့တက်ခဲ့ပါတယ်။ အထူးသဖြင့်အီရန်နဲ့2015အထင်ကရနျူကလ িয়ার သဘောတူစာချုပ်မှအမေရိကန်ကိုနှုတ်ထွက်စေခဲ့တဲ့၎င်းရဲ့ပထမတပ်တန်းအတွင်လုံဆောင်ခဲ့တဲ့ချင်းကန်နီကိုထင်ဟပ်စေခဲ့ပါတယ်။အေပီလစနေနေ့မှာဆွေးနွေးမှုများစတင်ခဲ့ပါတယ်။အီရန်က နျူကလ িয়ার ပြဿနာနဲ့ပေးဆမှုများဖယ်ရှားရေးတို့ကိုသာအာရုံစိုက်ထားတယ်လို့ပြောကြားခဲ့ပါတယ်။စနေပွဲများတွင်အီရန်ရဲ့စစ်ရေးစွမ်းရည်များကိုဆွေးနွေးခွင့်ပေးမထားဘူးလို့အီရန်ရဲ့အစ္စလာမစ်တော်လှန်ရေးအဆောင်တပ်ကပြောကြားခဲ့ပါတယ်။အနောက်အစိုးရများကဝေဖန်ပြောကြားနေသည်မှာကြားပြီးဖြစ်တဲ့တီဟီရန်ရဲ့ဒေသတွင်းလွှမ်းမိုးမှုနဲ့အီရန်ရဲ့ဒုံးကျည်စွမ်းရည်များဟာစစ်ပွဲများမှာ အီရန်ရဲ့မဖြတ်တမ်းရတဲ့ကန့်သက်မြင်းများတဲ့ပါဝင်နေရလို့အီရန်အစိုးရပိုင်သတင်းဌာန IRNA ကဖော်ပြခဲ့ပါတယ်။အီရန်ဟာအစ္စရေးကိုစန့်ကျင်နေတဲ့စစ်သွေးကြောအုပ်စုများရဲ့ကိုယ်ရက်ဖြစ်တဲ့ဒေါ်လာရေးအင်အားစုအများအဖွဲ့ကိုထောက်ပံ့ထားပါတယ်။ဒေါ်လာရေးအင်အားစုများအဖွဲ့မှယီမင်ရဲ့ဟူတီတပုံများလက်ဗနွန်ကဟစ်စ်ဘိုလာဂါဇာကမ်းမြောင်ကဟာမတ်စ်အီရန်က ရှီယာလက်နက်ကိုင်အုပ်စုများပါဝင်ပါတယ်။